1989ခုနှစ်ဝင်းကျင်လောက်ကပြည်တော်စုမြန်မာနိုင်ငံဘဏ်မှရိုက်နှိပ်ထုတ်ဝေခဲ့တဲ့55ကျပ်တန်နောက်ကျောဘက်ကဂျီနမ်မြေလုတ်သားပုံလေးရဲ့နောက်ကွယ်မှာမြမသမိုင်းတဲကအရေးပါလာတဲ့အရေးတော်ပုံကြီးတစ်ခုရှိခဲ့ဘူးတယ်55ကျပ်တန်ရဲ့အရှိဘက်ကတော့ဒီအရေးပါလာတဲ့အရေးတော်ပုံကြီးကိုဥဆောင်ခဲ့တဲ့တခင်ဖိုးလာကြီးပုံကိုရိုက်နှိပ်ထားခဲ့ပါတယ် မြန်မာနိုင်ငံရဲ့ရေနံထုတ်လုပ်မှုဖြစ်စဉ်တွေဟာကိုလိုနီခေတ်ကတည်းကစတင်ထွန်းကားလာတာမို့ရှီလျားလာတဲ့တမိုင်းကြောင်းတွေလည်းရှိခဲ့ပါတယ်။တမိုင်းမှတ်တမ်းတွေအရဆိုဗြိတိရှားကိုလိုနီခေတ်မှာကမ္ဘာရေနံထုတ်လုပ်မှုစုစုပေါင်းရဲ့ရှေ့ရာဂိုင်းတော့ဟာမြန်မာနိုင်ငံမှဖြစ်တယ်လို့အထောက်အထားများကပြသနေပါတယ်။ ။ကဘာပေါ်မှာရေနံအများဆုံးထွက်ရှိခဲ့တဲ့အရှေ့အလယ်ပိုင်းဒေသမှာရေနံစိမ်းကိုစတင်မတွေ့ရှိခင်ကတည်းကမြန်မာနိုင်ငံမှာရေနံတွေထုတ်ယူနေပြီဖြစ်ပါတယ်။1885ခုနှစ်မှာအင်္ဂလိပ်အစိုးရက BOC ကုမ္ပဏီကိုတည်ထောင်ပြီး6နဲ့ရေနံကြောင်းတို့မှာရေနံတူးဖော်ခြင်းလုပ်ငန်းတွေကိုအကြီးအကျယ်လှုပ်ဆောင်ခဲ့ကြပါတယ်။အင်္ဂလိပ်မျက်နှာဖြူများရဲ့ဖိနှိပ်မှုတန်တွေကြောင့် 1300ပြည့်ရေနံမြေအလုတ္တမားတပိတ်ကြီးပေါ်ပေါက်လာခဲ့ပြီးရေနံမြေအလုတ္တမားများသည်ရှောင်းမျိုးမှမိုင်ပေါင်း400ကျော်กว่าဝဲသည့်ရန်ကုန်မြို့သို့အင်္ဂလိပ်မျက်နှာဖြူပလိန်များနှိမ်နင်းသည့်ကြားကရှင်လင်းရှိတဲ့ဆန္ဒပြခဲ့ကြပါသည်မြန်မာတပ်ကတဲ့1300ပြည့်နှစ်မှာပေါ်ပေါက်ခဲ့တာကြောင့်မြန်မာတမိုင်းမှာ1300ပြည့်အရေးတော်ပုံလို့ခေါ်ဆိုခဲ့ကြပါသည်ရေနံမြေတပိတ်ကိုဥဆောင်ခဲ့သူကတော့သခင်ဖိုးလာခြင်းဖြစ်ပါသည် 1299-1300ပြည်နှစ်ရေနံမြင့်တပိတ်ကောင်းဆောင်တဦးဖြစ်ခဲ့သူမှာအလာဝကအမိခံတခင်ဖိုးလာကြီးဖြစ်သည် ဖိုးလာကြီးသည်မကွေးခရိုင်တရက်လေးပင်ရွာ၌မွေးဖွားသည်တခင်ဖိုးလာကြီးသည်မြမလူမျိုးတဦးဖြစ်သည်မိဘများမှာတာမန်စည်ရဲသားဇနီးမောင်နှံများဖြစ်ကြသည်ဟုဆိုသည်မိဘများ၏အမိများနှင့် ဖိုးလာကြီး၏မိသက်ကလေးကို အတိအကျမသိရသေးပါ ခိုးလာချီမွေးတက်ကလေးကိုခမန်းယူစားမည်ဆိုလေ1938ခုရေနံမြေအေးပုံကာလအတွင်း၌တခင်ဖိုးလာချီအသက်သည်30ပတ်ဝန်းကျင်တွင်ရှိသည်ဟုသောအချက်ကိုမှန်းဆသောအဖြစ်သူ၏မွေးတက်ကလေးမှာ1908 1909 1930ခုနှစ်လောက်ဖြစ်လိမ့်မည်ဟု ယူဆရန်အကြောင်းရှိသည်ခိုးလာကြီး၁၄နှစ်သားအရွယ်ခန်းလောက်တွင်ဗြိတိရှားကိုလိုနီနယ်ရှယ်အစိုးရ၏ ဖိနှိပ်ရှုပ်ရှယ်မှုကိုခံခဲ့ရသည့်ဖြစ်ရပ်မှစတင်လာခဲ့သည်ဇာတိသွေးဇာတိမှန်များယဉ်တွင်းမှစတင်ပြိုးထောင်လာခဲ့သည်ထိုခေတ်ကာလကမြမပြည်ကိုအုပ်ချုပ်သော အင်္ဂလိပ်နယ်ရှယ်အစိုးရသည်ရေခွန်ရာခွန်များမပေးဆောင်နိုင်ရင်ပစ္စည်းသိမ်း၍လေလံပြစ်သည်သိမ်းရန်ပစ္စည်းမရှိလေလူကိုဖမ်း၍ထောင်ချသည်ဖိုးလာကြီးဤဖခင်မှာမြေခွန်ဆောင်ရန်ငွေလဲမရှိ တန်းရံပစ္စည်းလည်းမရှိသက်ဖြင့်လူဖမ်းချင်းခံရရှာလေသည်14နှစ်သားအရွယ်ခန့်ငယ်ငယ်ဖိုးလာကြီးသည်သူဖခင်အားပလိတ်များဖမ်းသွားသည်ကိုမြင်လာရသည် သူမိခင်ကမျက်ရည်ဆက်လက်နှင့်မြေခုံမပေးနိုင်လို့ဖမ်းသွားတဲ့သားရဲ့ဟူသော သူမိခင်၏အပြောကိုကြားရင်းသူရင်တွင်ပြည့်ကျက်ဆုံးနေနေသောဝေဒနာကိုခံစားခဲ့ရရှာသည် သူမိခင်သည်မကြမ်းမာလျက် အလိတ်ကိုပစစ်ထုတ်ထားရင်တောင်းမှန်သည်ကို ဖိုးလာခြင်းမြင်သည်ဒိုရှိုတောင်းမှန်သောအပြူအမူမျိုးကို ဖိုးလာခြင်းမနစ်မျိုးတကယ်မရှိလို့မပေးနိုင်သည်ကို ခွင့်လွတ်ရန်သာရှိသည်ယခုက ရက်ဆက်ရာကြလွန်သည် လူမဆန်သောပြုမှုချက်သားဖြစ်သည်ဟု သူယူဆသည် တိုင်းတပါးသားတို့၏အုပ်ဆိုးမှုအောက်တွင်နေရသောကြောင့်ဤအပြူအမူမျိုးခံစားရသည်ဟုဖိုးလာခြင်းမြင်လာသည်နေရှယ်အင်္ဂလိပ်ကိုယွမ်မုံစပြူလာသည် ဖိုလာဂျီသည်နက်ရှယ်အင်္ဂလိပ်ကိုတော်လန်တိုက်ခိုက်ခဲ့သောဘူလာယောင်၏ညာလက်ယုံဖြစ်ခဲ့ဘူးသူဖုံးတော်ကြီးကျောင်းတွင်ပညာသင်ကြားခဲ့ဘူးသည်ထိုဖုံးတော်ကြီးသည်ဖိုလာဂျီအားဘူလာယောင်ကြဆုံးပြီးနောက်အရှိမကြသဖြင့်ယဟန်ပေါင်တို့ကူးပြောင်းခဲ့ရပေါ်အင်္ဂလိပ်တို့ရုံညံညက်ပတ်ပေါ်မြမာတို့ဇာတိသွေးရှိပေါ်ထက်မြတ်ပေါ်အမျိုးကိုစောင့်ရှောက်ထိန်ထိန်ထိုက်ပေါ်မြမမြေပေါ်မှာရုံမာသောအင်္ဂလိပ်နယ်ရှဲတို့ကို မောက်ထုံရမိပုံစသည်များကိုဇာတိမှန်တကြွအောင်ပြောပြလေသည်ဖိုးလာကြီးသည် တစားထက်တစားဇာတိသွေးဇာတိမှန်တကြွသည်ထက်တကြွလာလေသည်1914 1915ခုနှစ်ခန့်လောက်တွင်ပြမကဘာစစ်ပွဲကြီးဖြစ်ပွားလေသည်အင်္ဂလိပ်တို့သည်ကဘာစစ်ပွဲအတွက်စစ်သားများစုဆောင်းသောအခါမြမပြည်မှမြမလူမျိုးများလည်းအများအပြားဝင်ရောက်ကြသည် ဤတွင်အင်္ဂလိပ်ကိုတော်လှန်တိုက်ခိုက်ခဲ့သောဖုံးတော်ကြီးသည်ဖိုးလာကြီးအားစစ်ထဲဝင်ရန်တိုက်တွန်းသည်ကျွန်းအဖြစ်နေရမယ့်အတူတူစစ်မှုထမ်းရင်ကိုယ့်အတွက်အမျက်ထုတ်တင်သည်စစ်ရဲ့အတွေ့အကြုံကိုကိုယ်တိုင်တက်တင်သည်စစ်ပညာတက်ထားပါမှတနည်းဒီကောင်းလေးကိုပြန်လည်တိုက်ခိုက်နိုင်မည်စသဖြင့်စစ်ထဲဝင်ခြင်းအားဟောပြောသည် ဖိုလာဂျီသည်ငကိုကမှအင်္ဂလိပ်ကို မုန်းတေးယူရှာနေသူတယောက်ဖြစ်၍မကြခင်ပင်စစ်ထဲဝင်ခဲ့လေသည်မဆိုပိုရီးမီးယားစစ်ပွဲတွင်ပါဝင်ခဲ့သည်စစ်တပ်၌အမှုထမ်းနေစဉ်မျက်နှာဖြူအင်္ဂလိပ်စစ်ပိုးများနှင့်မျက်နှာကြောမတည့်ပေမကြခဏလဲအရှင်းများခဲ့ရသည်ဖိုလာဂျီသည်မျက်နှာဖြူအင်္ဂလိပ်တက်ချက်တအူးနှင့်ကပ်ပလီစစ်သားတအူးလဝေထိုးရာမှာမတရားသဖြင့် ထိုးမှုကြောင့်အင်္ဂလိပ်တက်ချက်ကိုလဝိတ်တက်ထိုးသည့်အဖြစ်ကြောင့်တညလုံးအရှုတ်ခံခဲ့ရသည်၎င်းအပြင်စစ်ပွဲတွင် အောက်ပွဲခံ၍အရက်သေးစာစားတော့ကြသောအခါ၌ဖြစ်သည့်ဖြစ်ရမှာစိတ်ဝင်စားစရာဖြစ်ရတစ်ခုဖြစ်သည်ဖြစ်ရမှာအင်္ဂလိပ်များသည်ဘယ်အခါမှဆိုလူမျိုးခွဲခြားသောအကျင့်ရှိသည် ကလာဗမာကပ်ပလီစာသောအရှားသူများကိုသူတို့နှင့်တန်းတူရည်တူမထားပေအစဉ်အမြဲခွဲခြားထားလေရှိသည် ယခုအောင်ပွဲခံရ၌အသားမဲအသားညိုအသားဝါစစ်သားများကတရှာသူတို့လူဖြူစစ်သားတို့ကရွက်ထည်တဲဖြင့်ကြကြနနလူခွဲ၍စားတော့ကြသည်အစာအစာများမှလည်းအစာချင်းမတူသူတို့ကပိုကောင်းသည်စစ်သားကင်စစ်သားကျော်စိတ်သားတူသားအမဲသားစသောအကျော်အနှတ်တို့နှင့်ဝီစကီဘရန်ဒီစသောအရက်သေးစာတို့ကလည်းအကောင်းစားအသားညုံအသားမဲ သားဝအုပ်စုမှဖိုးလာခြင်းသည်ဤသို့ခွဲခြားသည်ကို မခံရနိုင်ဖြစ်လာသည်သူစိတ်ထဲမှာအတော်ဒေါသထွက်နေသည်ထို့ကြောင့်၎င်းတို့အားပေးလာသည့်အရက်ခွက်ကိုမတောက်ဘဲဇပွဲပေါ်အားတအားပြစ်ပေါက်ရှာလိုက်သည်ရှင်နာဇပွဲပေါ်သို့ခုံတက်ကစစ်မြေပြင်တိုက်တွန်းကအတူတူအခုအောင်သေးအောင်သားစားတဲ့အခါကျတော့ခွဲခြားကြတယ်အင်္ဂလိပ်တွေတိတ်လူပါဝါတဲ့ကလားလဲကျွမဟုတ် မြမလဲကျွမဟုတ်ကပလီလဲကျွမဟုတ် အင်္ဂလိပ်မြောက်ကောင်တွေကမတရားကျွလုပ်ထားလို့ခံနေရတယ်ဒီထဲမှာတတိရှိတဲ့လူထွက်လာကြအင်္ဂလိပ်မြောက်တွေနဲ့အရက်တူတူတောက်မယ်ကွာဟု ကလားလို့ပြောလိုက်သည် အားလုံးညင်၍နားထောင်နေကြသည်တုတ်တုံမှမလို့အံ့ဩသင့်နေကြသည်ကလားဆက်သား၃ယောက်ခန့်နေရာမထကဖိုးလာကြီးစကားကိုထောက်ခံသည်အင်္ဂလိပ်စစ်သားများနဲ့အရက်အတူတောက်ရန်သဘောတူကြသည် ဖိုးလာကြီးကောင်းဆောင်သောလူတဆူသည် အင်္ဂလိပ်စစ်သားများရှိရာ ရွက်ထည်တဲသောဝင်ကခက်တင်းတင်းပင် အသင်ထဲ့ထားသောအရက်ခွက်များကိုရဲတင်းစွာတောက်လိုက်ကြသည်အစာအစာများကိုလည်းယူဆကြသည်မျက်နှာဖြူစစ်သားများသည်ပထမအံ့ဩသင့်နေကြသည်နောက်တော့ဆဲဆိုကတဲအတွင်းမှထွက်သွားရန်နှင်ထုတ်ကြသည်ဖိုးလာကြီးကထွက်မသွားသေးပဲ ဘာလဲကွမင်းတို့ကအသေးခံတိုက်ပွဲဝင်တော့အတူတူစားတဲ့တောက်တဲ့နေရာကြတော့ခွဲရှမ်းခွဲရှမ်းနဲ့မင်းတို့ကြီးကောင်းကောင်းစားလို့ဘာရမလဲကွာဟုပြောပြောဆိုဆို စားတောက်ဖွဲ့ရများတင်ထားသောဇပွဲကိုဆွဲမောက်ပြစ်လိုက်သည်နောက်ဆုံးတွင် ထုံးစံအတာဖိုးလာကြီးမှတက်တွင်းအရှုတ်ခံရလေသည်ဖိုးလာကြီးသည်စစ်မြေပြင်တွင်သုံးနှစ်အမှုထမ်းခဲ့သည်ထိုစဉ်ကစစ်ပြန်များကိုမြေယာပေးလေရှိသည် အမှုထမ်းလိုကလည်းထိုက်တည်ရာအလုပ်ကိုပေးသည်တနည်းအားဖြင့်အင်္ဂလိပ်များလေးစားကြီးညိုလာအောင်စီရင်သောနိပရိယတစ်ခုပင်ဖြစ်သည် ဖိုးလာကြီးသည်မမအမည်ကိုပမာပိုင်သည် အင်္ဂလိပ်ကပေးစရာမလိုဟုယူဆကသက်ဆိုင်ရာရုံးတို့မသွားဘဲညီယာများကိုမယူခဲ့ပေဖိုးလာကြီးသည်ရေနံမြေအလုတ်ကျန်းသမားအဖြစ်ဝင်ရောက်လုပ်ကိုင်နေသည်လာစာနှင့်အလုတ်အကန်အနေထိုင်မှာညှတာမှုမရှိခဲ့ပေ ဆင်းရဲပြီးအလွန်နှုံရှာလှသည်လူစင်မေအောင်အနိုင်နိုင်အားခဲရသည်အင်္ဂလိပ်မျက်နှာဖြူများနှင့်အင်္ဂလိပ်ကပြားများမှတိုက်တာအဆောက်အုံနှင့်ကားနှင့်ရှံဝန်းနှင့်ဇင်းရင်နေကြနတ်ပြည်ရောက်နေကြသည်ဖိုးလာကြီးတို့လိုအလौကျန်းသမားတွေကြတော့နည်းအပြည့်ရောက်နေကြတင်နေတူလာသည် အင်္ဂလိပ်မျက်နှာဖြူများကနတ်ပြည်နတ်သားတွေမြမအလौသမားတွေကငရေပြည်ငရေသားတွေ အထက်ဘဝအောက်အဝက်စီးဖြစ်နေကြသည်ဖိုးလာကြီးသည်ရေနံမြေအလုတ်သမားကြီးများဘဝအရှိအနေကိုရှင်နာမိသည်မျက်နှာဖြူများ မတရားအုပ်ဆိုးထားမှုကိုလေ့လာသည် စူဇန်သည်စင်ကျင်သည် အလုတ်သမားများကိုမျက်စိပွင့်ရန်ဆော်ဩသည်တတိရှိစေရန်တွေးဆောင်သည် စီလုံးညီညွတ်မှုရရန်ဖန်တီးသည်ဖိုးလာကြီးသည် ရေနံမြေဆက်တိုးဆေးရေးကြီး ဥညိခင်တမီမညွန့်နှင့်အိမ်တော်ကြသည် လူငယ်ချင်းမြတ်တာမျှ၍ခိုးပြေးကြခြင်းဖြစ်သောကြောင့်မညွန့်၏မိဘများကအမွေပြတ်စွန့်ပစ်ခဲ့သည်ဖိုးလာကြီးတို့ဇနီးမောင်နှံကတူနကိုတဲကိုပြန်မာနေရစေကမို့ရှစ်တာသာပဒါနာဆိုရိုးစကားရှိခဲ့သည်မဟုတ်ပါလား။1938ခုနှစ်တွင် အလုတ္တမားများကတနည်းလေလောက်ခမပြတ်ခွင့်ရ30ရက်ပြည့်ရန်တောင်းဆိုကြသည်။ ခြင်းအပြင်လိုလားချက်၁၂ချက်ကိုပါတောင်းဆိုလိုက်ကြသည်။အင်္ဂလိပ်မျက်နှာဖြူပိုင်းကုမ္ပဏီများက လာရောက်ခြင်းမပြုတဲ့ဖြစ်1938ဇန်နဝါရီ၈ရက်1299ခုနှစ်ပြတိုလာဆန်း၈ရက်စနေနေ့တွင်ရေနံမြေတပိတ်ကြီးစတင်မှောက်ကြသည်။လုပ်ငန်းများဆောင်ရွက်ရန်တခင်လေးမောင်တခင်မြတခင်တင်တခင်ခင်တခင်အောင်ဖေးတခင်ခတခင်ပါတဲ့တခင်လား ဥပလာတခင်ဖိုးလာကြီးတို့အားရွေးချယ်ကြသည်တပိတ်တက်ကိုရန်ကုန်သို့ရှိတက်ရန်တခင်ဖိုးလာကြီးကခေါင်းဆောင်သည်မကွေးတို့ရောက်သောအခါတခင်ဖိုးလာကြီးကိုအင်္ဂလိပ်လက်ပါစီတို့ကဖမ်းလိုက်သည်တပိတ်တက်နတ်တလင်းတို့ရောက်သောအခါဒီဇင်ဘာ24ရက်နေ့တွင်တခင်ဖိုးလာကြီးပြန်လွတ်လာသည်တခင်ဖိုးလာကြီးသည်တပိတ်တက်နှင့်ထပ်မံတွေ့ပြန်သောအခါခေါင်းဆောင်လုပ်ပြန်လေသည် ။သခင်ဖိုးလာကြီးကိုတပိတ်တသားများကအာရရှင်လန်းစာဖြင့်အလဝကဟု အမိပေးကင်မွန်တကြသည်။ထိုတိမဆပြီးအလဝကသခင်ဖိုးလာကြီးဟုတင်ရခဲ့တော်သည်။အလဝကတခင်ဖိုးလာခြင်းသည်ရေနံမြေတပိတ်တက်ရန်ကုန်သို့ရောက်သောအခါတပိတ်စခန်းရှားနေစဉ်အတွင်မှပင်တဏီတော် BOC နှင့် IPC စက်ရုံများမှ အလုတမားများအရေးကိုဆောင်ရွက်ခဲ့သည် အခွင့်အရေးများကိုလည်းတောင်းဆိုခဲ့သည် အင်္ဂလိပ်နယ်ရှက်ဒနာရှင်များသည်တပိတ်ကောင်းဆောင်အရှိုးကိုဖမ်း၍အရှိုးကိုအပြစ်ပေး၍ထောင်ရှာသည်ကောင်းဆောင်ဆင်းရင်ပြီးသောအခါအာလဝကတခင်ဖိုးလာကြီးအမိကိုပယ်ရှားလိုက်သည်အုံနောက်မကောင်ယူနေပြီဟုအကြောင်းပြကတခင်ဖိုးလာကြီးကိုအယူထောင်သို့ပို့လိုက်သည်စီးလုံးညင်ညွတ်နေသောတပိတ်တပ်သားများကိုလည်းခွဲပြစ်လိုက်သည်အာလဝကတခင်ဖိုးလာကြီးအယူထောင်မှပြန်လာသောအခါတပိတ်တပ်သား200ခန့်သာရှိတော်သည် ခေါင်းဆောင်အရှိုးမှာ အခွင့်အရေးယူသွားကြသည်အာနယ်ကွဲပြားအောင်တနရှင်အင်္ဂလိပ်တို့ကအမျိုးမျိုးအဖုံဖုံလှုပ်ဆောင်ဖန်တီးကြသည်တခင်ဖိုးလာခြင်းမှာစိတ်အပြက်ကြီးပြက်ကကိုရင်ကြီးဝတ်သွားရှာသည် ကိုရင်ကြီးဝင်းနှင့်တပိတ်စစ်ပွဲအမည်ရှိစာအုပ်ကိုရေးသည်ရလာသောငွေကိုရန်ပုံငွေအဖြစ်သုံးသည်စိတ်မလျှော့သေးပဲလူဝိလဲကလက်ကျက်တမ်းမနီးတပိတ်တက်200ခန်းဖြင့်ခြေတလန်းတိုးပြန်သည် ထမတပိတ်စကံကိုချွေတကုံဖျားတွင်ထားသည် နောက်မှ၆ထက်ကြီးဖျား၎င်းမှတစ်ဆင့်၉ထက်ကြီးဖျားတို့ အစင်းစင်းရှိတတ်ကအဋိဌံပြုကြသည် အာလဝကသခင်ဖိုးလာကြီးသည်တမဏိတတားများအားမိမိတို့ကိုမိမိတို့တရဏဂုံတင်ရန်တိုက်တွန်းပြီးအတုပဖိဆာတထောင်ရရဲ့ဝေငါပြီးအစာငတ်အသေးခံဆန္ဒပြကြသည် ိုးထက်ရှိဖရာရှိတပိတ်ဆက်ခန်းတို့ကြီးစုလာတော့ပိဋကတ်များတိုးမပအောင်စီကားလာသည်ဆစ်လေကွန်တရေစာစသည်ပစ္စည်းများလူရန်ကြသူများမှလည်းအများအပြားရှိသည်ဥပုညွန်ပေါင်းအစိုးရကလည်းကြည်အေးရန်အစွမ်းကုန်စူးစမ်းကြသည်အလုတ်ပြန်ဝင်လင်းသဘောငွေ30ချက်ထမင်းဘိုး3ချက်ပေးမိဟုဖြောင်းပြကြသည်ဆရာကြီးတခင်ကိုတော်မိုင်းကလည်း တပည့်တွေဘာမဟုတ်တဲ့ပေါ်ရစိမ့်နဲ့နဗန်းလုံးမိအသေးမခံနေအောင်ရှေးမှာကြားနဲ့လုံးမှုရှိသေးတယ်ဟုဆုံးမပြန်သည်ရှင်တို့ကြောင့်တခင်ဖိုးလာကြီးတို့တမဏိတပိတ်တသားများအစားပြန်စားရန်ဆုံးဖြတ်ပြီးရေနံမြေတို့ပြန်ကြလေသည်အာလဝကတခင်ဖိုးလာကြီးသည်အလौတို့ပြန်မဝင်တော့ဘဲအလौတမအစီအယုံတွင်အချိန်ပြည့်ထိုင်ကာ အလौတမအကျိုးဆောင်ရွက်သည်1940ခုနှစ်တွင်ရေနံမြေစက်ခန်းထား၍လှုပ်ရှားရန် အာလာဝကတခင်ဖိုးလာကြီးနှင့်တခင်တဆူတို့စူးစမ်းကြပြန်သည်လောက်သားတို့လွတ်တော်ကျင်းပရန်ကြံစီကြသည်အစီဝေးနှစ်ရက်အလိုတွင်လူဖန်းဝရံပြ၍အာလာဝကတခင်ဖိုးလာကြီးနှင့်အပေါင်းအပါတခင်တင်တခင်ဖိုးသာတခင်မာတို့ကိုဖမ်းသွားကြသည်တခင်ဖိုးလာကြီးနှင့်ခေါင်းဆောင်အရှိုးအားမြစ်ကြီးနားခရိုင်တို့နင်းနင်းတံပေးလိုက်သည် မြစ်ကြီးနားခရိုင်တွင်ဥမကွဲတိုက်မပြတ်နေထိုင်ကြရဲဒုတိယကဘာစစ်ကြီးနီးကပ်လာတော့ကြမျက်ရှဲအစိုးရကအလာဝကတခင်ဖိုးလာကြီးတို့အားဗမော်ထောင်သို့ပို့လိုက်သည်ဘူဂျိုအောင်ဆန်းတို့ဦးစီးသောရဲဘော်သုံးကြိမ်မှ BIA နှင့်ဂျပန်တပ်များမြန်မာပြည်သို့ဝင်ရောက်လာသောအခါမြန်မာတပ်မတော်သည်တခင်ဖိုးလာကြီးတို့အားဗမော်ထောင်မှထုတ်ယူခဲ့သည်အခြားအဖမ်းခံနိုင်ငံရေးကောင်းဆောင်များကိုလည်း ထောင်မထုတ်ယူ၍နေရက်သို့အသီးသီးပို့ပေးခဲ့သည်အာလဝကတခင်ဖိုးလာကြီးကိုမူမမော်မျိုး၏အုတ်ချုပ်ရည်မှုအဖြစ်တာဝန်ယူအုတ်ချုပ်စေခဲ့သည်ဂျပန်တို့သည်ရေနံမြေကိုပြန်ဆသောအခါတခင်ဖိုးလာကြီးသည်မိမိထမ်းဆောင်နေသောအုတ်ချုပ်ရည်မှုယာရုကိုပြန်အပ်ခဲ့ပြီးရေနံမြေသို့ပြန်လာခဲ့သည်ရှင်နံမြေတို့ရောက်သောအခါတခင်များ၏ပြောပြချက်အရအရှားလုပ်ငန်းများကိုမပေးဘဲ၆မျိုး၏အုတ်ချုပ်ရည်ယာဒူကိုပေးသည် ဂျပန်ခေအတွင်သခင်ဖိုးလာကြီးသည် အစာအိမ်ယောဂဖြစ်၍သခင်များသခင်ကျော်စိန်တို့၏တိုက်တွန်းချက်အရာရန်ကုန်စေးရုပ်ကြီးတို့တက်ရောက်ကူတာရင်ဘဝတပါးသို့ကွယ်လွန်သွားရှာသည်မြန်မာနိုင်ငံအစိုးရအဖွဲ့ဒုတိယဝန်ကြီးချုပ်သခင်များဝန်ကြီးသခင်တန်းထွန်းဗမာကာကွယ်ရေးတပ်မတော်စစ်တေနာပတိဘူချုပ်နေဝင်းတို့ကြီးမှု၍သခင်ဖိုးလာကြီးရုပ်ကလပ်ကိုညနေ3:00နာရီတွင် ကြံတော်တုတ်တန်တို့ပို့ဆောင်တကြိုခဲ့သည် ကွယ်လွန်ချိန်၌တားဖြစ်သူမအောင်တန်းကြံရစ်ခဲ့သည်။တခင်ဖိုးလာကြီးလဲပင်ကအမျိုးအမည်မသိရတဲ့အရာဝတ္ထုတစ်ခုဘဘူးဆရာကြီးဥဟန်တင်ထူလုပ်ခဲ့တဲ့ရှောက် GID ကျောင်းရှိကတခင်ဖိုးလာကြီးရုပ်ထုမှာတန်ကျိုးပါရှိတယ်လို့သိရပါဗယ်။ဘဘူးဆရာကြီးက1300ပြည့်အရေးတော်ပုံကာလအတွင်းမှာရိုက်ခဲ့တဲ့တည်င်းစာက တခင်ဖိုးလာကြီးတပ်ပုံကိုကြည့်ပြီးထူလုပ်ခဲ့ပါဗယ်။ အဲ့ဒီပုံကနှောင်းခေလူတွေရဲ့အမြင်မှာဆွဲထင်နေခဲ့တာကြပါပြီမြမဆိုရှယ်လေးလမ်းဆက်ပါတီခေတ်ကထုတ်ဝေခဲ့တဲ့55ကြက်တန်ငွေဆက်ကူမှလည်းတခင်ဖိုးလာကြီးရဲ့ရုပ်ပုံနဲ့ထုတ်ဝေထားတာကို တွေ့ရပါတယ်အဲ့ဒီပုံကတော့ဗဘူးဆရာကြီးဥဟန်တင်ထုလုပ်ထားတဲ့တခင်ဖိုးလာကြီးရဲ့ရုပ်ထုပုံနဲ့အတူတူပါပဲ အဲ့ဒီလိုမြင်ကွင်းနေကြောင်းလဲနှောက်ခက်လူတွေရဲ့အတီမှာတခင်ဖိုးလာကြီးဆိုရင်လေပင်မှာတန်ကျိုးတန်းလန်းနေလို့ထင်အောင်ထင်မှဖြစ်ကုန်ကြပါတယ်။ခုနှစ်ရက်ခုနှစ်လ2013နေ့တုန်းကလည်းအဲ့ဒီလို1300ပြည့်ရေနံမြေအေးတော်ပုံစံရတို့အထိမ့်မှအနေနဲ့တခင်ဖိုးလာကြီးရဲ့ကျေသွန်းရုပ်ထုကိုရှောက်မှရှိတဲ့အလုတမားမေတွေပန်းချံမှာစိုက်ထူကြမယ်ပေါ့။ တရှိုးကလည်းအာမန်အပြင်းနဲ့၃ရောင်ချိုင်အလံကိုကင်နေတဲ့ပုံကိုထုလို့ရှင်ကြတယ်။တရှိုးကလည်းကုန်ကြစရိတ်နဲ့မဲ့ကိုတပိုင်းပုံကိုပဲထုလို့ရှင်ကြတယ်။နောက်ဆုံးတော့ရံပုံငွေအရှိန်အနေရသခင်ဖိုးလာကြီးရဲ့ကိုတပိုင်းရုပ်ထုကိုပဲကြေးရုပ်ထုလို့ကြတယ်။အဲ့ဒီမှာတင်ပြက်တနာကမပြီးသေးဘူးတခင်ဖိုးလာကြီးရဲ့လဲမှာဆွဲထားတဲ့တန်ချိုးကိုထဲ့မလားမထဲ့ဘူးလား ထဲ့မယ်ဆိုရင်ကလေးတွေကပြောကြလောင်ကြတဲ့တန်ကြိုးကြီးနဲ့တရွတ်တရွတ်ဆိုတာမျိုးဖြစ်မယ်။မထဲ့ဘူးဆိုရင်မြင်နေကြသခင်ဖိုးလာကြီးရဲ့ပုံနဲ့ကွဲပြားနေမယ်ပေါ့။လူတွေရဲ့အမြင်မှာသခင်ဖိုးလာကြီးဆိုရင်တန်ကြိုးပါရမယ်လို့မြင်နေကြပြီလေ။တန်ကြိုးမပါတဲ့ပုံတော့ရှိပါတယ်။မောင်ကျက်တရေခေါင်းပေါင်းနဲ့ပုံဒီပုံကြတော့လေမမပါလို့မတုံးကျင်ကြဘူး။ နောက်ဆုံးတော့အရေးတော်ပုံကာလမှာရိုက်ခဲ့တဲ့ဓာတ်ပုံတွေက ပုံကိုပဲတုံးကြမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။အဲ့ဒီပုံကလည်း55ကျပ်တန်ငွေဆက်ကူတွေကပုံနဲ့ဆရာကြီးဥဟန်တင်ရဲ့ပပူးပုံနဲ့အတူတူပါပဲ။ဒါပေမဲ့ဒီတန်ကျိုးကြီးကိုဘဝင်မကျဖြစ်ရတယ်။ဘာလို့ပပူးရောက်မှတန်ကျိုးဖြစ်နေရတာလဲပေါ့။သူတို့ဆွဲခဲ့တဲ့ထုလုပ်ခဲ့တဲ့တန်ကြိုးကအခုအတော်စဉ်းစားရကြနေပြီ။ကန့်ကောက်တယ်လို့ပြောရမလား။ ဒါမှမဟုတ်ကွယ်လွန်လေပြီးတော့တခင်ဖိုးလာကြီးကများစိတ်ဆွမ်းရင်နေပေပြီးပြတနာကိုဖြည့်ရှင်းလိုက်လေတလားမသိဘူးပြတနာရဲ့မူလအဖြစ်အမှန်ကိုသိလိုက်ရတယ်ဒါဟာသမိုင်းကိုပြန်လဲတတ်မှတ်လိုက်ရှင်ဖြစ်လို့တိတ်ပြီးတန်မိုးကြီးမှာပါတယ်အဲ့ဒီလိုမဟုတ်ရင်တခင်ဖိုးလာကြီးရဲ့လက်ပင်းမှာဆွဲထားတဲ့တန်ချိုးကြီးကအဝင်မကျเสียဖြစ်နေမှာဖြစ်ပုံက ထောက်300ပြည့်ရေနံမြေအေးတော်ပေါ်စိန်ရတူအခမ်းအနားကျင်းပမယ်လို့သတင်းစာတွေ၊ဂျာနယ်တွေ၊ Facebook တွေကနေပြီးသတင်းဖြန့်လိုက်တယ်။အဲ့ဒီမှာတင်တခင်ဖိုးလာကြီးရဲ့မျိုးဆက်တစ်တွေကစိတ်ဝင်စားသွားတယ်။ရှောက်မှာရှိတဲ့တခင်ဖိုးလာကြီးရဲ့မျိုးဆက်တရှိုးကဒီတန်ကျိုးပြဿနာကိုထဲထဲဝင်ဝင်မတိကြပေမဲ့မန္တလေးမှာရောက်နေတဲ့မျိုးဆက်တစ်ယောက်ကတော့ဒီပြဿနာကိုတည်ထားတယ်။ 1300ပြည့်စံရတူကျင်းပရဲ့ကော်မတီအနေနဲ့လဲ1300ပြည့်ရင်းနှံမြေအရေးတော်ပေါ်တခင်တခင်မကြီးတွေနဲ့လလန်းမီတလို့ဆက်သွယ်လိုက်တဲ့အခါမှာတော့တခင်ဖိုးလာကြီးရဲ့တမီဒေါ်ချစ်ချင်းဝေဆိုတာနမောက်မှာရှိနေတဲ့အကြောင်းသိလိုက်ရပါတယ်။သူရှိမှာတမိုင်းဝင်ဓပုံလည်းရှိတယ်လို့ကြားသိရပါတယ်။တခင်ဖိုးလာကြီးရဲ့သားဥအောင်တန်းကတော့ကွယ်လွန်သွားပြီမို့ကြံရစ်ခဲ့တဲ့မိသားစုရှိက အထောက်အထားမရခဲ့ပါဘူး။ ကံကောင်းကျင်တော့တခင်ဖိုးလာကြီးရဲ့တခင်သိမ့်မောင်ကြီးရဲ့စုပြီးရိုက်ထားတဲ့ဘင်ကရာတီဝိုင်းတပ်ပုံကိုနတ်မောက်မှာရောက်နေတဲ့ဒုတိယသမီးဒေါ်ချင်ချင်ဝင်းစီကရလိုက်ပါတယ်။ဒေါ်ချင်ချင်ဝင်းအနေနဲ့မန္တလေးမှာရောက်နေတဲ့သူသမီးဒေါခင်အုံးဝေကိုဖုန်းနဲ့ဆက်ခေါ်ပြီးသူတို့မိသားစု6ကိုရောက်လာကြတယ်။အဲ့ဒီလိုနဲ့ရှေးအားအောင်းမွေးပွဲအဖြစ်အပျက်တွေကိုပြောကြဆိုကြရဲ့တခင်ဖိုးလာကြီးရဲ့လဲမှာဆွဲထားတဲ့တန်ကြိုးကိစ္စကိုရောက်သွားတယ်။ သမီးဖြစ်သူဒေါ်ကျွကျွင်ဝေကတော့အသက်80ကျော်တတိတွေကလည်းရှုံရင်းနေပြီးမို့စကားတောင်လေးလုံးကွဲအောင်မပြောနိုင်တော့ပါဘူးအတူတူပါလာတဲ့သမီးဖြစ်သူဒေါ်ခင်အုံးဝေကသာဥဆောင်ပြီးပြောပြပေးသွားခဲ့ပါတယ်တခေဖိုးလာကြီးရဲ့မိဖြစ်တဲ့ဒေါ်ခင်အုံးဝေဟာသူ့အဖွာဒေါ်စောညွန့်ပြောပြခဲ့တဲ့1300ပြည့်အိမ်မက်အမှတ်တရတွေကိုပြောပြခဲ့ပါတယ်တခေဖိုးလာကြီးရဲ့လက်ဘေးမှာဆွဲထားတာဟာတန်ကျိုးမဟုတ်ပါဘူးခရယာကျိုးပါ တန်ကျိုးနဲ့တူနေရတာကတော့သူ့အဖွားတော်စောညွန့်ထိုးပေးလိုက်တဲ့တုံးမွေကျိုးဟာဝင်းဆက်ဖြစ်နေတာမို့တန်ကျိုးနဲ့တူနေခြင်းဖြစ်ပါတယ်။ရန်ကုန်ကိုရှိတတ်တဲ့နေ့အမင်းအဲ့ဒီတန်ကျိုးကွင်းဆက်ပုံတုံးမွေကိုထိုးပေးလိုက်ခြင်းဖြစ်ပါတယ်။တန်ကျိုးနဲ့တူနေတဲ့အောင်ရှိပေမဲ့ပေါ်ပါတဲ့ခရာကျိုးဖြစ်တဲ့အကြောင်းတမားအရက်ွက်အယောက်မှာအပြေးကလေးလိုက်ပေးခဲ့ရတာဖြစ်ပါတယ်လို့တမားရက်ွက်လက်တစ်ခုကိုပြောပြသွားခဲ့ပါတယ်။